အာဇင်နယ်အသင်းဟာခရစ်စတယ်ဘဲလီအသင်းကိုတကောကောမရှိတဲ့အနိုင်ရပြီးပရီးမီးယားလိအမှတ်ပေးစရာကို၄မှတ်သာနဲ့ဥဆောင်ထားပေမယ့်နီးပြအာဒီတာကအသင်းဟာတိုးတက်အောင်လုပ်ရမယ့်အရာတွေရှိသေးတယ်လို့ပြောခဲ့ပါဗါဒီအာဒီတာကကျွန်တော်တို့ဟာပွဲစဉ်တိုင်းရဲ့အခက်အခဲကိုသိပေမယ့်တည်ငြိမ်စွာလုပ်နိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့ကိုယ့်ကိုအသိမဲ့ပြုပါပါမယ်အခုကအစောကြီးပဲရှိသေးပြီကျွန်တော်တို့ကောင်းမွန်စွာလုပ်နေတဲ့အရာတွေအများကြီးကိုဆက်လုပ်ရမယ်ဆိုတဲ့အတိတ်ဘယ်ကလွယ်ပြီးတခြားဘာမှမရှိပါဘူးဒါပေမဲ့တိုးတက်အောင်လုပ်ရမယ့်အရာတွေရှိပါသေးတယ်လို့ပြောခဲ့တာပါဒီဘက်မှာအာဆင်နယ်အသင်းအတွက်လုံသေးသောအနိုင်ကို easy က အသင်းအခွစ်စတယ်ဘဲလီအသင်းဘက်ကိုသွေးဝင်နိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာဒီအာဒီမှာအကောင်းဆုံးပုံစံရရှိနေပြီ ပြိုင်ပွဲဆုံး73ပွဲကစားထားတာမှာ71ပွဲထိအနိုင်ရထားပြီးတပွဲတည်းတပွဲရှုံးနေထားတာပါပရီးမီးယားလိပွဲစဉ်6ပြည့်ရှင်ပြိုင်ခဲ့တဲ့ပွဲတွေမှာလီဗာပူးနဲ့မန်စီးတီးအသင်းတို့ရေးနှိမ့်ခဲ့တာကြောင့်အာဆင်နယ်အသင်းကသူတို့နဲ့အသင်းရဲ့အမှတ်ကောင်အောင်မှုကိုထပ်ပြီးတိုးနိုင်ခဲ့ပါတယ်လီဗာပူးနဲ့မန်စီးတီးအသင်းတို့ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့်ပရီးမီးယားလိဂ်ကဘလောက်ခက်ခဲလဲဆိုတာကိုပြသနေရလို့အာဆင်နယ်အသင်းကြီးပြအာဒီတာကပြောခဲ့ပါတယ်။အာဆင်နယ်အသင်းဟာဒီအားဒီကစားထားတဲ့ပရီးမီးယားလိဂ်ကိုယ်ပွဲမှာ6ပွဲထိပေးကိုမပေးရအောင်စွမ်းဆောင်ထားနိုင်ပြီး ပေးဖို့ထပ်မပေးရအောင်ပြုလုပ်နိုင်ခဲ့တာကအလွန်အရေးကြီးတယ်လို့လည်းလီးဗျအာဒီတာကပြောခဲ့တာပါအာဆင်နယ်အသင်းဟာဂျားရက်ထဲမှာကာရာဘောင်းဖလားပွဲစဉ်ဖြစ်ဘရိုက်တန်အသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပြီးဒီပွဲပြီးရင်ဘန်လီအသင်းနဲ့ပရီးမီးယားလိပွဲစဉ်ရှင်ပြန်ရမှာဖြစ်ပါတယ်